ပရိသတ်တင်ရဲ့ချစ်တော်မေထလူကတော့အမေရိကန်ကလပ်အသင်းတစ်ခုဖြစ်တဲ့ San Fernando Valley FC အသင်းအတွက်ပထမဆုံးပွဲတော်ခွင့်ရတဲ့ပွဲစဉ်မှာပဲလှပတည်တတ်တဲ့အဝေးကန်ချန်နယ်အဖွင့်ကိုရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ American Pro မြို့သမီး League ဖြစ်တဲ့အတွက်ရိုက်ကူးရေးတွေကတော့ထင်သလောက်မကောင်းခဲ့ပါဘူး။ဒီနေ့ပွဲမှာတော့မေထလူရဲ့တွင်ကိုကတကယ့်မိုင်စာကိုဖြင့်စံချိန်ဝင်သွားခဲ့ပါတယ်။ဘောလုံးပွဲအစီအစဉ်တင်ဆက်သူတွေကတော့မေလူမေလူဆိုပြီးတော့အားပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ မိထလူကဒီနေ့ပွဲမှာသူကအသင်းလက်ပတ်ကပ္ပတိန်ကိုလည်းဝတ်ထားတယ်။ပြီးတဲ့အခါကျတော့သူဒီနေ့ပွဲမှာ line up အပြည့်စော်သွားခဲ့ပါတယ်။ပွဲချိန်စဆုံးမိနစ်90လုံးတူးဆော့သွားခင်ရဖြစ်ပါတယ်။ဒါပြင်သူ့ရဲ့အချိန်နှစ်သက်ဆုံးကြောနံပါတ်ဖြစ်တဲ့နံပါတ်9ကိုဝစ်ဆင်ပြီးတော့ကစားခင်တာကိုလည်းတွေ့ရပါတယ်။မိထလူဟောင်းဒီနေ့မှာတော့ပထမဆုံးပွဲထွက်ကစားခွင့်ကိုရရှိလာပေးဖြစ်ပါတယ်။သူမဟောင်းမြန်မာလေရွေးစင်တင်ရဲ့တိုက်စစ်မှုကောင်တယောက်လေးဖြစ်ပါတယ်။ သူမဟာပေါ်လုံးထိမ့်ချုံမှုပေးပို့မှုအရှိန်ဟုံစွမ်းဆောင်ရည်အားလုံးဟာတကယ့်ကိုကောင်းမွန်လွန်လာပါတယ်။သူမဟာဒီပွဲမှာမိနစ်90ပြည့်အောင်ကစားသွားခဲ့ပြီးတော့ပေးပို့မှုကောင်းကောင်းတွေနဲ့သူ့ရဲ့စွမ်းဆောင်ရည်တွေကိုပြသသွားနိုင်ခဲ့ပါတယ်။ San Fernando Valley FC အသင်းဟာ Flash အသင်းကိုနောက်ဆုံးရလဒ်အနေနဲ့3ဂိုးတကိုးနဲ့ရှုံးနိမ့်သွားခဲ့ပေမယ့်မိထက်လူဟာသူ့ရဲ့ပထမဆုံးပွဲထွက်မှာတဲ့အသင်းတော်အကောင်ဆုံးဂိုးတလုံးကိုတွင်းယူပေးသွားနိုင်ခဲ့ပါတယ်။ တခြားသတင်းစကားတစ်ခုကတော့မေတ္တလူရဲ့ကြောင်းကိစ္စနဲ့ကြောင်းလာမယ့်အာရှချန်ပီယံလိဂ်နဲ့ဒီဇင်ဘာစီကိန်းမျိုးသမီးဘောလုံးပွဲစဉ်များမှာမြန်မာမျိုးသမီးလည်ရွေးစဉ်အတင်းနဲ့ပူးပေါင်းပါဝင်မှုမတိကျသေးဘူးလို့ပြောကြားသွားကြပါတယ်။ပရိသတ်ကြီးအနေနဲ့မြန်မာမျိုးသမီးလည်ရွေးစဉ်အတင်းနဲ့မေတ္တလူရဲ့ပူးပေါင်းပါဝင်မှုတွေကိုစောင့်မျှော်နေရအောင်မှာဖြစ်ပါတယ်။ အာရှချန်ပီယံလိမျိုးသမီးလိပွဲစဉ်ကိုလည်းသူကလာရောက်ပူပေါင်းမှုကသူ့ရဲ့ကျောင်းပညာရေးတွေကြောင့်အမေရိကန်ကနေမြန်မာကိုပြန်လာပြီးပူပေါင်းမှုကမဖြစ်နိုင်တော့တဲ့အခြေအနေတစ်ခုရဲ့ပြီးတော့လာမယ့်ဒီမှာစီးကိန်းမှာလည်းသူ့ရဲ့လာရောက်ပူပေါင်းမှုဟာပညာရေးရှိနေတဲ့အတွက်လာရောက်ပူပေါင်းမှုမတိကျတော့တဲ့အကြောင်းတွေကြောင့်ပြည်သက်တွေကလည်းစီးကိန်းမှာအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရတဲ့အာရှချန်ပီယံလိမျိုးသမီးပွဲစဉ်တွေမှာရောကျမတို့တွေကမေးတဲ့လူကိုမြင်တွေ့ခွင့်ရအောင်မှာမဟုတ်ပါဘူး ဘောလုံးအားကစားကိုလည်းချစ်မြတ်လို့တလို့ပညာရေးကိုလည်းဦးစားပေးခြင်းနဲ့မိထံလူကတော့အမေရိကန်မှာပဲသူထပ်ပြီးတော့သူ့ရဲ့ဘဝတိုးတက်ဖို့အတွက်ဆက်ပြီးနေမလားဒါမှမဟုတ်လို့ရှင်ရင်မြမပြည်ကိုပြန်လာပြီးတော့သူ့ရဲ့အသင်းဖော်ရင်းနဲ့အတူတူမြမမျိုးသမီးလိဂ်နဲ့မြမမျိုးသမီးလက်ရွေးစင်အသင်းတွေမှာပြန်လည်တွေ့ဆုံရမလားဆိုတာကတော့လာမယ့်အနာဂတ်ထဲမှာဆက်လက်စောင့်ကြည့်သွားရအောင်ပါ